ke nga nga pi che che pya me nga nga pi che no siu pu ong te de siu su si si su bi lo shi san lu mou de u yin the lai san lu mou the bi wa lo shi no jetun phu ne jin ne u thang mi da u the lai no lwe ba de lwe le lwe le lwe le yan lwe le ko wa tamit kai chai pya tha da ဟိုသူချွတ်ချော်တော့လာမေးတယ်အမရဲ့ချက်ပြပါချက်နီးလေးတင်ပေးပါပြပြပါဆိုတော့တခါလေးပဲကိုချက်တက်ဟာလေးကိုပြောပြတာပေါ့နော် ဟိုတယောက်ချင်းစီတော့ပြောမပြနေတော့ပေါ့ကွာသိရမလားမသိ냐နေဘူးချက်နေတင်ပေးပါတို့ဘာညာလို့ပလန်လာမေးကြရလေနော်တင်ပါတယ်ကိုလည်းအားတဲ့ချိန်တို့တင်ပေးပါတယ်အဲ့လိုမျိုးပေါ့အဲကျက်တုံလေးကျက်တုံအဖြူနဲ့ချင်းကနည်းနည်းလေးနောလာပြီဆိုလို့ရှိရင်တော့ငါ့ကိုထင်မယ်ပေါ့နော်ငါ့ကြတော့လေမားကတ်ကနေဝယ်တာလားသိလားအပီရောဟိုအဲ့ဒီမှာပါဝင်တဲ့ပစ္စည်းတွေလေးငပိရေပါမယ်ငပိရေရလေးကိုရောင်းနေတဲ့ရွှေပဲဆိုငပိရေပါမယ်ယူသီးစင်းကိုချိန်ထားတာပါမယ် အာပင်းကွာချီလိုင်းငုတ်သီးမုတ်လေးပါမယ်။နောက်ပြီးတော့ငုတ်သီးအချမ်းဖတ်လေးပါမယ်။နော်အဲ့ဒါငါကတော့တထုပ်ကိုငါချက်ဖို့အရာ။ဟိုဘာကမှပထမကတော့အစီပမပုံမှန်သေးဆုံးချက်ချက်ခွဲလာမသိဘူး။တချက်ခွဲချတော့ဝယ်ထားတဲ့ဟာကြီးလေ။အဲ့ဒါ तू ကလေ तू ရဲ့ငါအရေခွန်ကဒီကြမ်းကြမ်းကြီးဒီလား။ဘာငါလည်းမသိဘူး။ဒါပေမဲ့စားလို့တော့ကောင်းတယ်အသားကြီးပဲ။အဲ့ဒါငါလေးကတော့လုံးလိုက်ပါတော့။ငါလေးလုံးတဲ့ခါကျတော့အဲ့ချိန်မှာတော့မှုလို့ရတယ်ဒီလား။နောက်ပိုင်းကျရင်တော့ငါးကြီးတကယ်ချက်ရင်မှွေလို့မရတော့ဘူးကြေကုန်ပါလေကြေဝိုင်းမစားကျင်တော့ဘူးကွာ အဲ့တော့အဲငါးလေးနည်းနည်းလေးနွန်းလာပြီဆိုလို့ရှိရင်တော့ခုနဖောက်ထားတဲ့ငပိလေးကိုထည့်ပါမယ်။နောက်အဲငပိရလေရမ်းမငန်တော့လေကောင်းတယ်သိလားငမြိုင်နည်းနည်းလိုက်ရမယ်သိလားကိုရီကျတော့အငန်စားခြင်းနဲ့တူကြတော့လေငပိငါငပိရဲ့ဆိုမှတော့နည်းငန်ငန်လေးစားမှာပေါ့ဟုတ်တယ်မလား။အဲ့တော့ငပိရထည့်မယ်ပြီးရင်ငူသိန်းချိန်ပြီးသားဟာကိုထည့်မယ်။တန်တန်တန်သိပ္ပဆက်အဲငူသိန်းတောင်းကလေ၁၇တောင်းနော်၁၇တောင်းထည့်ထားတာ၁၇တောင်း စတက်မီညင်းအောင်စတက်တောင်ထည့်ထားတာပါတကားပြောတာကနောက်တာပါအဲ့ဒါဒီခဏမွေပေါ့အပီလို့ရှိရင်တော့ကိုကစားမထဲတော့ဘူးလေဆရာသူတော့ငမြာကြီးထဲ့မယ်ဒီဒါငမြာကြီးထဲ့မယ်အဲနောက်ပြီးလို့ရှိရင်ကျသားမုတ်ထဲ့မယ်ဒါကိုကိုကြိုက်တယ်လို့ကိုချက်တာကွာဒီဒါပူပူပူမလေးနီးစနေဒီဘိုင်ရှိလာတော့မသိဘူးပွားတော့ကိုကကိုကိုစားချင်တယ်လို့ကိုချက်လိုက်တယ်အဲ့တော့ကိုကြိုက်ရင်ကိုချက်တာကိုကောင်းမယ် ယ်ကိုသမီးကလည်းကိုသူချက်တာသူကောင်းမယ်သားမီးညကကြုံနေကြုံကြုံရလူချက်ချက်ကြီးပဲဒီနေ့ကတော့ငန်းပိငန်းငပိချက်ချက်နာနဲ့ချက်ပဲဆိုပြီးတော့ငန်းငပိချက်ကိုချက်မဲ့ဆိုပြီးတော့ထုတ်ထားတာငါကိုခုနက14ကြိတ်ထားတဲ့ဟာတွေကိုရေချင်းပြီးထည့်တယ်ကြီးနေနေပဲထည့်တယ်အများကြီးမထည့်ဘူးသူငားရဲ့မြန်နေလေးเนาะဒီငားတွေကကြီးအများကြီးထည့်စရာမလိုဘူးတော့ကတင်းเนี่ยသီလားအဲ့တော့ဟိုအဲ့ဒီရေလေးရောရေလေးနဲ့တော့ထည့်တဲ့ခါကျတော့နိုးမြန်တာပေါ့เนาะအဲ့လိုမျိုးစီတော့ကိုယ်ကများများတုံးတယ်ဘာဖြစ်လို့ဆိုတော့ ။ငပိကျက်ဆိုမှတော့စီမပါအောင်ဆိုလည်းမကောင်းလीနော်။အဲ့လိုဆိုတော့စီထည့်တယ်။အပြုလို့ရှိရင်တော့ကိုကဟိုငမြိုင်ရတော့ကိုကိုတုံးနေတဲ့ငမြိုင်ထည့်တာပေါ့နော်။ကိုကတော့ငတိအကျမုံလေးချင်းထည့်လိုက်တယ်။အမြိုင်လည်းမထည့်ရဘူးလေအဖိုးကြီးမစားမစားနိုင်မှဆိုလို့ तू ကတော့ကြိုက်ပါတယ်ငားတွေပါဆိုတော့ဒါပေမဲ့ငပိနဲ့ချက်ထားဆိုတော့ तू အမြိုင်စားမထားမစားတော့မသိဘူး။ तू လည်းငပိရဲ့စားတယ်။ဒါပေမဲ့ तू အမြိုင် သူအနက်အကိုငပိညံလဲပါတယ်သိရမလားကိုကဟိုသူချီလီလိုက်ညံလဲပါတယ်ဆိုတော့စားမလားမစားလားမသိဘူးစားတာတော့စားမယ်အများကြီးတဲမှာအစအများအများကြီးစားမစားတော့မသိဘူးအဲ့တော့ငမြာကြီးထဲ့တယ်အဓိကတော့ချက်သားမဟုတ်ပေါ့နော်ချက်သားမဟုတ်ကတော့သူ့အထက်မှာစားနေနေပါပြီးသားထိုင်နေချက်သားမဟုတ်ထည့်ပြလိုက်သူစားထည့်စရာမလိုတော့ဘူးပြည့်စုံချီလိုက်မှုတ်လေးနဲ့ထည့်မယ်တဲ့လားအဲ့ချီလိုက်မှုတ်ကလေ တမ်းမြာသီးနဲ့ငွေသီးမုန်းနဲ့ကိုဆက်ထားတာကွာကိုရီဆိုင်မှာချီလီလိုင်းဆယ်မုန်းဟိုလိတ်တက်ခါကိုအဲ့ဖြူဖြူတာပေါ့နော်အဲ့တပူငါးချက်ကျော်ငါးချက်ပေးရတယ်ဒါပေမဲ့ဟင်းချက်လို့ရှိရင်အချင်းလိုမဲ့ဆိုရှင်မကြီးသီးထက်ကြမလို့ဒီကောင်ထက်လိုက်အရန်ကောင်းတယ်အင်ငွေသီးအသိအသိနဲ့မှာသူငွေသီးမုန်းထဲမှာလေးတမ်းမြာသီးလေးထည့်ထားတာပေါ့နော်အဲ့ဒါထည့်ပြီးပါရင်ရပြီခဏနေလို့ရှိရင်နည်းနည်းမီလေးဆေးပြီးသားကိုအုပ်မယ်ရေလေးခမ်းပြီလေရေခမ်းပြီဆိုပိတ်လို့ရပြီလေသိရမလားအဲ့တော့ ငါငပိကျဲလေးနဲ့စားပါမယ်မနေ့ကျရင်စွန်းတော့ကတ်မယ်မနေ့ပိုင်းကျရင်မနေ့ပိုင်းကျရင်စားဖို့ကုညင်းနေချက်ထားတာပေါ့နော်ဒီညနေကတော့ကိုရီသားမြညနေပဲကိုသိပ်မစားဖြစ်တော့ဘူးတခါတလေမှစားဖြစ်တယ်ခါခါကျအစားပြေပေါ့နော်ထမင်းရလို့တော့မစားဖြစ်တော့ဘူးကွာထမင်းရလို့စားတာတော့နှစ်ကတည်းနဲ့ပဲစားတယ်အဲညနေပိုင်းကျရင်တော့ကြုံငါဘာဘာရှိမလဲအဲစီချက်ခောက်သေးရှိမလားဒါတိုင်းတခုခုပေါ့အဲ့လိုမျိုးစားတာပေါ့နော်ကိုနေနေပြီးအုပ်ပြီးသွားပြီဆိုရင်ချက်သွားပြီအဲ့တော့ငါငပိချက်လေးပါ